အားလုံးပဲမင်္ဂလာပါများကောင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဘူးလဲလာဆိုရဲလောရနဲ့ပြောဆိုချက်တွေအပေါ်တုံ့ပြန်လာတဲ့စေလုံးမောင်ဖုံးရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါပေမဲ့စေလုံးမောင်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ြောပြမယ်ဗျဘူလလဆွေရဲ့အကြောင်းဘူလလဆွေကတတ်မတော်တဲမှာဒါတတ်မတော်ရဲ့တာဝန်ထမ်းဆောင်ခဲ့တယ်တတ်မတော်သားဟောင်းတယောက်ဆိုတဲ့ပြည့်မလွယ်ဘူးပေါ့နော်ဆိုတော့ဒါဘူလလဆွေရဲ့အကြောင်းနေတာဘူလလဆွေရဲ့အကြောင်းကိုကျွန်တော်သိတယ်ဘူလလဆွေလုံနေကြိုက်နေရလို့လည်းပါကျွန်တော်တို့ကမျက်စိတို့တော့ကြည့်တယ်အဲ့တော့ဒီနေ့ဘူလလဆွေအနေပြီးတော့မှတတ်မတော်ပြထားတဲ့ တိုက်ခဲမှာหนีပြီးတော့နော်ဒါตัวဒီတက်မတော်ဘက်ကိုပြန်ပြီးတော့ဝေဖန်လိုက်တဲ့ပုံစံမျိုးလို့တွေ့ရစကလုံးကိုဖြစ်သွားတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်အတော်နေ့တိုင်းနေ့တိုင်းဒါနေ့စဉ်နဲ့မြတ်တက်တော့လိုက်ပါတိုင်းသားကြီးအောင်သူကျုံသွားလိုက်နော်သူတို့အစိုးရတာဖြစ်ခဲ့ရင်ကြိုက်ရေးပါတီအစိုးရဖြစ်ခဲ့လို့ရှိရင်ပေါ့အဲတိုင်းသားတွေကိုတယောက်ပါမကြအောင်ရှင်းပလိုက်ပြီပေါ့တိုင်းသားလဲတဲ့ကိန်းတယောက်ပါမကြအောင်ရှင်းမယ်ဆိုတဲ့ပုံကို ရှင်းပြောရတယ်လက်လက်ဆွေးဆိုတာတော့တိုင်းသားတွေကိုတို့အာနာရပြီးတဲ့နောက်ပိုင်းမှာရှင်းနိုင်မရှင်းနိုင်တော့မသိဘူးလောလောဆယ်တော့တို့လူနဲ့တို့အရှင်းခံနေရပြီပေါ့နော်မပြောချင်တာကပြီးခဲ့တဲ့ကျွန်တော်တို့ဒီရွက်ောက်ပွဲဘောဆက်စုကြည်အစိုးရလက်ထက်ရွက်ောက်ပွဲဖြစ်သွားတဲ့အချိန်ကာလမှာဒီကြက်ကြေးပါတီကခင်ယူတို့တွေရနေပြီးတော့နိုင်ငံရေးပါတီအဖွဲ့ဝင် 29ဖွဲ့ဘူးเนาะတို့တွေတိုင်ပင်ပြီးတော့ NLD ကိုမဲခိုးပါတယ်မဲလိမ်ပါတယ်ဆိုပြီးတော့တို့ဗုဒ္ဓန်တရားဆွဆွဲပြီးတော့ကဆွဆွဲတာကရွေချက်ရှိရှိပေါ့เนาะတမင်ပြုလုပ်ချက်တင်တယ်တို့ဆွဆွဲပြီးတော့တက်မလို့ ਨੇ လက်တွဲပြီးတော့ဒေါ်ဆန်းစုကြည်တို့အမှုဆင်လိုက်တာပေါ့အဒေါ်ဆန်းစုကြည်တို့အမှုဆင်လိုက်တယ်ဒေါ်ဆန်းစုကြည်တို့အမှုဆင်လိုက်တဲ့နေရာမှာတကယ်ဆိုလို့ရှိရင်တော့တို့ရေးဆွဲထားတဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေက အတိုင်းအာပြန်ထည့်ပြီးတော့မှရာဇဝတ်ကြီးပုံမာတွေရာဇဝတ်လေးပုံမာတွေရာဇဝတ်ပေါက်စစ်ပစ်စင်ကွေးပုံမာလေးတွေအားစကျွန်တော်တို့ပြန်ထည့်သုံးသပ်မယ်ဆိုလို့ရှိရင်ဒေါ်ဆဲစုကြည်တို့ကိုမဲခိုးမဲလီမဲမတ်တမာမှုနဲ့တရားစွဲဆိုဖို့ဆိုတာမရနိုင်တဲ့ကိစ္စတခုပေါ့နော်ဒါပေမဲ့ဗျာတည်တဲ့အတိုင်းပဲစစ်တပ်ဆိုတာလက်နဲ့ပြပြီးတော့နော်တို့တွေကတိုင်းပြည်ရဲ့အာဏာတိုင်းပြည်ရဲ့တန်ရာစတပြည်သူပိုင်နေတဲ့ ပြည်သူပိုင်းအခွင့်အရေးတွေကိုဒီကောင်တွေကရကျင်တဲ့ခါကျတော့လက်နဲ့ပြပြပြီးတော့သူတို့လှုပ်ချင်တာလှုပ်ကြတာပေါ့လက်နဲ့မဲ့တဲ့ပြည်သူလူထုအပေါ်မှာလက်နဲ့မဲ့တဲ့ပါတီဝင်တွေအပေါ်မှာဆိုတော့အတက်မတော်ကရက်စက်ရုံမှာခဲ့တဲ့လှုပ်ရက်တရားတော့ဒါဒီနေ့ဒီချိန်ကြီးတော်ဆက်စုကြည့်လို့ဦးမြင့်တို့ဒါငငယ်ကြီးသမားတွေတော်တော်များများထောင်ထဲအကျဉ်းချပြီးတော့ အသက်ဖြတ်ခံရတာကျွန်တော်တွေ့ရတယ်နော်ဆိုတော့တို့ရဲ့ဥပဒေအချက်လက်တွေထဲမှာဒီလိုမျိုးအစိုးရဖြစ်နေတဲ့နောက်ထပ်ပါတီဝင်ဖြစ်နေတဲ့လူပုဂ္ဂိုလ်တွေကိုမဲလိမ်မဲခိုးပါတယ်ဆိုတာတရားစွဲဆိုထောင်ချလို့ရတဲ့အရာတစ်ခုပါတစ်ခုပါမပါဘယ်ပုံမှာပါပါမပါဘူးပေါ့အာတော့ဖြစ်သွားတဲ့တို့ရဲ့စွဲဆိုချက်တွေနဲ့ပြတ်ထန်းတဲ့တို့ရဲ့ဥပဒေအချက်လက်တွေထဲမှာဖက်ဆက်ညီတာဆိုတာဘာတစ်ခုမှမဲအချက်မှမဲဥပဒေမှမပါဘူး ို့တော်လဲသူတို့ကတော့သူတို့မှာရှိနေတဲ့နော်ဥပဒေချက်လက်တွေကိုထုတ်ပြပြီးတော့သူတို့တရားစွဲခဲ့တယ်ဒါပေမဲ့ဒီဥပဒေချက်လက်တွေကလည်းပါသူတို့ထုတ်ပြထားတယ်ဆိုပေမဲ့သူတို့ထုတ်ပြန်ထားတယ်ဆိုပေမဲ့တက္ကပါလုံးကတည်နေတာတည်နေတဲ့အခါကျတော့ဘော်ဆန်းစုကြည်နဲ့ဥင့်မြင့်တို့ကိုမဲမတမောင်းမဲနေမှုနဲ့တရားစွဲလို့ရလားမရဘူးဆိုတော့သူတို့တက္ကပါလုံးကတက္ကပါလုံးကိုချပြထားတယ်သူတို့ရဲ့သူတို့စိတ်ကိန်းကြရေးဆွဲထားတဲ့ဥပဒေချက်လက်တွေရှိတာဘူးအဲ့ဒါကြတရားစွဲလို့မရဘူးဆိုတော့တည်တဲ့အခါကျတော့သူတို့ကဘာလဲဆိုတော့ နိုင်ငံနိုင်ငံကအနေမှာကုညီပံ့ပိုးပေးထားတဲ့ဒီငွေဒီပေါ့ဗျာငွေကြီးပေါ့နော်အဲ့ငွေကြီးတွေကိုလက်သုံးစားလုပ်ပါတယ်ဆိုပြီးတော့မှာတော့အာတရားပြန်ဆွဲအဒါလည်းပါဥရိပောင်းနဲ့မညှိဘူးဗျာညှိတဲ့ညှိဆွဲတဲ့နေရာမရှိဘူးဘာဖြစ်လဲဆိုတော့တောင်ဆဲစုကြည်တို့ကိုနိုင်ငံကအကူညီပံ့ပိုးပေးတယ်ဆိုတာရော့တောင်ဆဲစုကြည်ခမရရုံးတော့ကွန်ပျူတာတစ်လုံးဝယ်ဖို့အတွက်ကျွန်တော်တို့ပံ့ပိုးပေးပါတယ်ဆိုပြီးတော့မှာအမည်နာမတွေတက်ပြီးတော့မှာတို့ကလှူဒန်းခဲ့တာမဟုတ်ဘူးကူညီခဲ့တာမဟုတ်ဘူး တော့ဆဲစုကြည်အစိုးရအဖွဲ့လိုအပ်တဲ့အခန်းကဏ္ဍမှာလိုအပ်တဲ့အရာတွေကိုဝေချဲစိတ်ဖြာပြီးတော့မှအစိုးရတည်းရန်တရားကိုအစိုးရရန်တရားကိုလက်ပတ်နိုင်ဖို့အတွက်နိုင်ငံတကာကညီပတ်ဖို့ပြီးခဲ့တယ်ငွေကြီးပြတော့လည်းသူဘယ်နေရာမှာပဲဘာပဲဝယ်စီစီဘာပဲဝယ်လို့လို့ပေါ့နော်အားလည်းပတ်သက်လာလို့ဘယ်ဥတွေချက်လက်မှာပါညီဆွဲတာမရှိဘူးဒါပေမဲ့တို့ကတော့ဒီအာဗါတယ်ကျွန်တော်တို့ဒီ နိုင်ငံထဲမှာရှိနေကြတဲ့နိုင်ငံနိုင်ငံသားတွေကိုကာကွယ်ဆော့ရှော့ဖို့ကူညီပံ့ပိုးပေးထားတဲ့ငွေဆိုပြီးတော့မှအဲ့ဒီအာနိုင်ငံတော်ရဲ့ပြည်လဲထူထောင်ရေးပြည်လဲထူထောင်ရေးငွေပေါ့ဗျာနော်အာအဲ့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 ဒီကနေပတ်သက်ပြီးအဲ့ဒီပုံမာတွေနဲ့သူတို့ပြထန်းထားတဲ့ဥပဒေတွေပုံမာတွေနဲ့ဒါညှိနှိုင်းပြီးတော့မှတို့တရားစွဲဆိုထားတာပေါ့တကယ်တကယ်နဲ့ကြာဒါတွေကဘောင်းဒါပေမဲ့တခုရှိသေးဗျ ဒီနေ့ဒီချိန်ထိဒေါ်ဆန်းစုကြည်တို့ကိုပုံမှန်တွေနဲ့တက်ပြီးတော့မှတရားစွဲဆိုစစ်ဆေးနေတာတွေကပုံမှန်တဲ့ခါကျတော့အမှုတွေကအတော့လာလုံးဝမတိကြမမှန်ကန်မပြတ်မသားဖြစ်နေတဲ့ဖြစ်နေတဲ့အနေအထားမျိုးမှာရောက်တယ်ဆိုတော့ဒါပေမဲ့လည်းသူတို့လှုပ်ထားတဲ့ဒေါ်ဆန်းစုကြည်နဲ့ဥပမြင့်ကိုထောင်လွှင့်အချင်းချထားတဲ့ကိစ္စကဒါကြီးကသူတို့ပြန်ထက်တဲ့သူတို့ရဲ့၂၀၁၀ပြည်မှုဥပဒေနဲ့ကပုံမှန်တွေနဲ့ရှင်းကြည့်မယ်ဆိုလို့ရှင်တော့သူတို့တွေ လူတယောက်ကိုမတရားပြင်းနေချုပ်ချယ်ထားတဲ့နော်စော်ကားအဲ့စော်ကားပြီးတော့မှညှင်းဆဲထားတဲ့သူတို့ရဲ့ပြတ်ထက်တာတဲ့ဥပဒေပုံမှန်တွေညှိဆွနေတယ်ဆိုတော့ကျွန်တော်သိရတာပေါ့နော်အဲဒါမဲ့သူတို့လက်နဲ့ကြိုက်ထားတာကိုလက်နဲ့ကြိုက်တာသူတို့လုပ်ချင်တာလုပ်ပါပေါ့နော်ဘာကြီးပြဖို့ရအဲကျွန်တော်တို့ကလောလောဆယ်မှာတော့တော်ဆဲစုကြည့်လို့အမှုဆယ်တိုင်းမှာသူတို့ထောင်ချလို့မရဘူးဒါပဲလက်နဲ့နဲ့အာနာနဲ့တုံးတယ်ပြီးတော့တကက်တီယံဝင်မှာထောင်ချလို့မရဘူးဆိုပေမဲ့လက်နဲ့အာနာတုံးတယ်ပြီးမှလက်နဲ့ပြပြီးတော့ထောင်တဲ့ ထောင်သွင်းအကျဉ်းချထားတယ်ပေါ့နော်ဒါဒါတခုပဲရှိရပါဒါတွေအရမ်းတနေ့သူတို့ပြန်ပေးဆက်ပဲဆိုတော့သူတို့ပြပါဒီနေရာမှာကျွန်တော်ပြောချင်တာကဘလတ်လက်ဆွေပေါ့တတလုံးတပ်ပရောကိုထောက်ခံလာပြီးတော့ချက်ငယ်ကြီးကိုထောက်ခံလာပြီးတော့အခုကျတော့နော်တိုင်းသားဤအိုတွေတိုက်တော်လည်းအားစုတွေကိုတိုက်မယ်ခိုက်မယ်တက်မယ်ဖြတ်မယ်မပြောပါနဲ့ဟုတ်လားတော်တော်ဆန်မှာကိုလူကိုပြန်ထည့်ယူတော့မှဖန်ခံနေရတဲ့ကိစ္စညှင်းဆက်ခံနေရတဲ့ကိစ္စအခုဘူလတ်လက်စအသက်တော်ရှင်သေးရလားပေါ့နော်ဒါလေးတွေကိုပြန်ကြည့်ဖို့လိုတယ်ပေါ့နော်ဒါဘူလတ်လက်စကြောင့်ပြောချင်တာပါ ဆိုတော့ဘလက်လက်စီကတော့သူဒီအစိုးရရဲ့အခက်ခဏကိုဝင်လာပြီးကြတဲ့အခါအဲဒီဟိုနိုင်ငံကြီးလောကကြီးတွေဝင်လာပြီးကြတဲ့အခါဘယ်နေရာမှာမှပြည်သူလူထုတို့ကောက်အောင်လုပ်ပေးခဲ့တယ်ညာတနေရာမှမရှိဘူးနော်သူကြီးသူ့နဲ့သူ့ဒေသမှာလည်းပေါ့သူကငါအာနာငါအာနာရှင်ကွာဆိုတော့ပုံစံမျိုးနဲ့အာနာပါဝါတွေကိုထုတ်သုံးပြီးတော့မှသူလုတ်ချင်တယ်လုတ်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့ဒီဘိုးတိုင်းဘိုးတိုင်းမှာဟောဘိုးတိုင်းမှာဆိုတော့ဒါတို့တွေလုတ်ခဲ့တယ်ပေါ့ဆိုတော့ အဘိုင်းယူကိုလေတက်မတော်ရဲ့အရှိုက်ကိုထိသွားအောင်ပြောလိုက်နိုင်တဲ့စကားတွေသူ့ပါဇက်ကနေထွက်ကြလာတော့ကျွန်တော်တို့ကတော့ရန်ဝမ်းသာပါတယ်နော်ရန်ဝမ်းသာပါတယ်နော်အဒီနေရာမှာဒေါ်သက်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဒေါ်သက်သက်ခိုင်ကဒီနေ့ကျွန်တော်တို့တကဘာလို့ကလေးစားတဲ့ဒေါ်ဆက်စုကြည်နဲ့ဦးအမြင့်ကိုစော်ကားပုတ်ခတ်ပြောဆိုနေကြတယ်နောက်ထပ်ကျွန်တော်တို့တနိုင်ငံလို့ကလက်ခံထားတဲ့ဒီ NLD ပါတီကိုနော်ပုတ်ခတ်ပြောဆိုခဲ့တာရင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒါကိုကြည် ဘို့တော့ကျွန်တော်မတိုက်သွင်းခြင်းဘူးပေါ့ကျွန်တော်တို့ကတော့ကျွန်တော်အမြင်ကတော့အာကျွန်တော်တို့ဒီတော်လန်ကြီးကိုသွားနေကြတဲ့တော်လန်ကြီးသူအားလုံးအနေနဲ့တော်သက်တခိုင်အပါဝင်ပေါ့တော်သက်ခိုင်မိသားစုအားလုံးကိုကျွန်တော်တို့ဆက်ရှင်လုပ်တဲ့နဲ့သူပြောဆိုထားခဲ့တဲ့တော်ဆက်စုကြီးနဲ့ဒီဦးမြင့်တို့ကိုစော်ကားပြောဆိုထားခဲ့တဲ့စကလုံးတွေအားလုံးရဲ့တန်တန်ကြီးကိုကျွန်တော်တို့ကပြန်ပြန်တိုက်မှရအောင်ယူစီခြင်းနဲ့ပေါ့နော်ဆိုတော့မစိုးပါဘူးဒီလိုမျိုး background တောင်းတဲ့သူတွေငွေကြီးဒဏ္ဍရှင်နေနော် စစ်တပ်နဲ့ပေါင်းစပ်နေတဲ့စီးပွားရေးခရုံးကြီးတွေခြွေတွဲဆိုလို့ရှိရင်စစ်တပ်နဲ့ပေါင်းစပ်ကြောက်တွဲဆိုလည်းစစ်တပ်နဲ့ပေါင်းစပ်နေတဲ့ဒီတော်တက်ခဲဒေါ်တက်ခဲရဲ့နော်ဒေါ်တက်ခဲနဲ့ဒီတော်တက်ခဲယောက်ျားပေါ့နော်